တရုတ်နိုင်ငံကကုမင်းဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ဖို့အတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်းချခန်းကပြောပါရယ်ဧပြီလ20ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်းချခန်းကအခုလိုပြောခဲ့တာပါ မြန်မာနိုင်ငံကဗတ်အသီးသီးနဲ့တူတရုတ်မြန်မာနယ်စပ်ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်စစ်ကောင်စီနဲ့ MNDA တို့ရဲ့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်နိုင်ငံကအပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမြို့ကိုဆေးလွတ်ခဲ့ပြီးပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ကလာရှိုးမြို့ချောမွေ့စွာလွှဲပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံသွားမယ်လို့ကောင်းကြားခန့်ကပြောပါတယ် ။မနေ့ကဧပြီလ22ရက်မှာလာရှိုးမြို့ရဲကိုစစ်ကောင်စီရင်တန်း90ထက်မနည်းဝင်ရောက်လာတဲ့ရုပ်တံတွေကိုလာရှိုးမြို့ကန်တွေကလူမှုကွန်ရက်တွေမှာဖော်ပြခဲ့ကြပါတယ်။လာရှိုးမြို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်မလာမီရပိုင်းလူကမြန်မာနိုင်ငံဆိုင်ရာတရုတ်ထူးတန်တမန်တိတ်ရွှင်ကျင်းတဲ့အဖွဲ့လာရှိုးမြို့ကိုကြိုတင်ရောက်နေပြီးစစ်ကောင်စီအုပ်ချုပ်ရေးလေပတ်နိုင်မှုအတွက်ကူညီဆောင်ရွက်ပေးဖို့တွေရှိတယ်လို့လည်းသိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ကောင်စီရဲ့အရှိမောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ခဲ့ပြီးကိုကန့်တက် MNDA တိမ့်ပိုက်ထားတဲ့လာရှိုးမြို့ကိုတရုတ်ဖိအားတွေကြောင့်စစ်ကောင်စီတံပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။တရုတ်ဟာဆွေးနွေးပွဲတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုထားတာကြောင့်မြောက်ပိုင်းမြင်အောင်သုံးဘွယ်တဲကတောင်းတက် DNLA အပေါ်လဲတရုတ်ကဖိအားပေးမှုတွေလှုပ်ဆောင်လာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီတပ်ဟာကိုကန့်တက်နဲ့အပြည့်ရပြီးနောက် TNL ထိန်းချုပ်ဒေသတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးရှမ်းမြောက်နောင်ချိုတောင်ခမ်းဒေသမှာစစ်ကောင်စီနဲ့ TNL ကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။တရုတ်ဟာမြန်မာရေးဂျောင်းဝင်မဆွဲဖက်တဲ့မှုကိုဆက်လက်ကျင့်သုံးနေတယ်လို့တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်ကြားခန့်ကပြောဆိုခဲ့ပါသေးတယ်။